မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုအစွမ်းကုန်အာမခံပေးသွားမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မကြီးမင်းအောင်လိုင်ကရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံခဲ့တဲ့တရုတ်သမ္မတနဲ့ဆွေးနွေးမှုအတွင်ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပခဲ့တဲ့မဟာမျိုးချစ်ဆက်အောင်ပွဲ280ပြည့်အထိမ့်မှန်ခန်းနာကိုတက်ရောက်လာတဲ့တရုတ်သမ္မတရှီချင်းဖင်နဲ့စစ်ကောင်းဆောင်တို့မေကူရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ရှီချင်းဖင်ကမြန်မာနိုင်ငံမှာရှိတဲ့တရားဝင်နှန်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကျစွာအာမခံပေးဖို့နဲ့အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလိမ်လည်မှုစတဲ့နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုတိုးမြှင့်တိုက်ဖျက်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ဒီဘော့ဆက်ကောင်းဆောင်ကမြန်မာနိုင်ငံမှာရှိတဲ့တရားစီမံကိန်းနဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုအစွမ်းကုန်အာမခံပေးသွားမှာဖြစ်ကြောင်းတရားစိုးရပိုင်းစင်ဝါသတင်းဌာနကဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းယူမှု၄နှစ်ကျော်ကာလအတွင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမြောက်နိုင်ကိုတရုတ်နိုင်ငံသမ္မတရှီချင်းဖင်ကပထမဆုံးလက်ခံတွေ့ဆုံတာဖြစ်ပါတယ်။မြန်မာရေးလေးလာသုံးသက်သူဦးချင်းမြင့်ကရုရှားကူညီကြောင်းသမ္မတရှီချင်းဖင်နဲ့တွေ့ဆုံဆွေးနွေးခွင့်ရတဲ့စစ်ကောင်းဆောင်ဟာတန်တမန်နီးနဲ့အမျက်ထုတ်တာလို့သုံးသပ်ပါတယ်။ရှီချင်းကတော့အဖေကြီးမှမကယ်ရင်တားတော့ဟိုနေရနေရကိုသုံးထူးကြပါဘူး။အဲ့အရာကိုသူကမျက်နှာပြအစကားခံတာပေါ့ကွာ။ ။ဟိုကလည်းပဲနားပြီးတော့ဒူးတိုက်ပြီးတော့ဥချပြီးတော့နားပြီးတော့အောက်ကျို့နေသူအဲ့လိုစာနာစိတ်ဝင်သွားလို့ရှိရင်သူအမြတ်ပဲလေဟုတ်ပလား။ဟိုအပြည့်အနေသာသိရတဲ့အတိုင်းလေဘယ်ပေါင်းဆောင်ကသူကလည်းတဲတဲလေးပဲကျန်တော့တာလေ။အဲ့တော့မင်းအောင်လိုင်းနဲ့မင်းအောင်လိုင်းနဲ့ချီချင်းပြီးအဖုံးနဲ့ဖက်ကိုလာမဟုတ်နဲ့ဖက်မပါဘူး။ဟိုဟိုခါနဲ့ဖက်ကိုလာခါနဲ့ဖက်ကိုဖက်ထားခွင့်ရဖို့လေး အဲ့ဒါကဘာလို့လဲရုပ်ပြတာပေါ့နော်အဲ့အန်တို့ငါ့ကိုလည်းရှိသေးမြာတွေ့ပါရဲ့ကွာငါအញ្ញံစားမဟုတ်ပါဘူးအဲလူကတန်တမာမီနဲ့အမျက်ထုတ်တယ်လို့ဆရာတော့အဲ့လိုအဲ့လိုမျိုးစတာပဲလေဆက်ကောင်းဆောင်ကကိုနှစ်ကုံပိုင်းမှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေပြီး နိုင်ငံတကာကလိလာရေးဖွဲ့တွေကိုလည်းဖိတ်ကြားနိုင်မှုရှိစဉ်နေတယ်လို့ပြောပါတယ်။ဒီဘောတမနာရှိချင်းဖြင့်ကအားပေးထောက်ခံကြောင်းနဲ့တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငင်းကြေးရေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ပြောဆိုကြောင်းစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြပါတယ်။ဒါအပြင်တမနာရှိချင်းဖြင့်ကမြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအချုပ်အခြာအာဏာလွတ်လပ်မှုနယ်မြေပိုင်နက်ပြည်စုံမှုနဲ့နိုင်ငံတည်ငြိမ်ရေးလုပ်ငန်းစဉ်တွေပေါ်ဆောင်မှုတွေကိုတရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့နှစ်နိုင်ငံသတင်းထုတ်ပြန်ထားတာပါ။ တရုတ်ဆိုရအနေနဲ့မြမရေးနဲ့ပတ်သက်ပြီးတစ်တုံညာနှစ်ခုစစ်စီရေးအလွန်မှာမြောက်ပိုင်းတိုင်းဒလနက်ကရင်ဖွဲ့တွေနဲ့စစ်ကောင်စီတို့ကြားခရစ်စုံစုနေမှုတွေဖြစ်ဖို့ဂျားဝင်ညီနိုင်တာတွေလှုပ်ဆောင်နေတာပါဒီချိန်မှာတရုတ်တမန်တော်ကဒေတာရင်းငင်းချမ်းရေးကိစ္စမှာမြမနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုမှုဟာရှမ်းမြောက်ကစေပတိပခအပေါ်တက်ရောက်လာနိုင်တယ်လို့ CDM ဖူကြီးစင်ရောကတုံ့တက်ပါတယ်ရှမ်းမြောက်ကစေအခြေအနေမှာကျွန်တော်တို့ဒီရှမ်းမြောက်အဖွဲ့တွေဖြစ်တဲ့ TNL နဲ့ MNDAA တရုတ်ရဲ့ဖိအားပေးမှုဒဏ်ကိုယခုတည်းပို့ပြီးတော့ကြီးကြီးမားမားပို့ပြီးတော့ခံလာရမှန်ခံလာရမယ်အနေထားတရက်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါတော့ငင်းဆန်လို့မရတဲ့အမှန်တရားပေါ့နော်တရုတ်ရဲ့သူများနိုင်ငံရဲ့ပြည်တွင်းရေးကိုနိုင်ငံရေးကိုဝန်ရောက်ဆွတ်ဖက်တဲ့ဟာကလည်းတကယ်မခံကြည့်မခံတာနဲ့ကျွန်တော်တို့ပေါ်ပေါ်တင်တင်တွေ့မြင်လိုက်ရတဲ့အနေထားမျိုးလို့ပဲပြောရမှာဖြစ်ပါတယ်ဗျာ တရုတ်စိုးရဟာညီနောင်မမေအဖွဲ့ဝင်ကိုကန့်တက် MNDA တန်းတက် TNL တို့ကိုစစ်ကောင်စီကိုယ်စားလှယ်တွေနဲ့တရားစီတွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင်ဖြန့်ငါးဖြန့်နဲ့ဖိအားပေးခဲ့ပါတယ်။ဒီအတွက်ကြောင့်တရုတ်ကူညီပေးမှုရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေပြီးခဲ့တဲ့ April 27ရက်နေ့ကစပြီးလာရှိုမြို့ကိုပြန်လည်ဝင်ရောက်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီးကိုကန့်တက် MNDA ကတော့မြို့ရင်းကနေဆုတ်ခွာခဲ့ရတာပါ။တန်းတက် TNL နဲ့စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပေမဲ့ လက်လွတ်ထားတဲ့မြို့တွေကိုပြန်လည်ရယူဖို့စစ်ကောင်စီကိုယ်စားလှယ်တွေရဲ့တောင်းဆိုချက်ကို TNL ဘက်ကပယ်ချခဲ့တဲ့အတွက်ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူးစစ်ကောင်စီဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကတော့တရုတ်နိုင်ငံအနေနဲ့မြမရေးနဲ့ပတ်သက်ပြီးဒေတာရင်းနဲ့နိုင်ငံတကာမျက်နှာစာမှာမြမနိုင်ငံဘက်ကရက်တီပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ဆိုပါတယ်ဒီတွေ့ဆုံမှုဟာနှစ်နိုင်ငံပူးပေါင်းမှုတုံ့ပြန်ရေးကိုအထောက်အကူဖြစ်စေတဲ့အပြင်နိုင်ငံခြားနိကတ်စွာဆက်လက်ပူးပေါင်းသွားနိုင်မယ်လို့ယုံကြည်တဲ့အတွက် တရုတ်နိုင်ငံနဲ့အတူလက်တွဲပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်သွားဖို့ဆန္ဒရှိတယ်လို့သူကပြောကြားထားပါတယ်။